ဝမ်ကဘာဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်ခဲ့ပူတဲ့အောင်လအဆန်ဟာသူ့ရဲ့ MMA fighter ဘဝနောက်ဆုံးပွဲဖြစ်ရှင်ပြိုင်မဲ့ပြိုင်ဘက်ကာတစ္စတန်နဲ့ပွဲမှာနော့ကောက်တဲ့ကစားသမားဘဝကိုအဆုံးသတ်မယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဝမ်မီတာဝိတ်တန်းဖြစ်အောင်လအဆန်ပါဝင်ရှင်ပြိုင်မဲ့1 Fight Night 36ပြိုင်ပွဲကိုလာမယ့်အောက်တိုဘာလ4ရက်စနေနေ့နံနက်9:00နာရီခွဲချိန်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီပွဲဟာအောင်လအဆန်ရဲ့နှစ်20ကြာ MMA ကစားသမားဘဝနောက်ဆုံးပွဲလည်းဖြစ်ပြီးဒီပွဲပြီးရင်ကစားသမားဘဝကလည်းအနိုင်ယူတော့မှာဖြစ်ပါတယ်။ မြမစပတ်အုံလို့တင်စားခံခဲ့ရတဲ့ online asset ဟာ1 middle weight dan နဲ့ light heavy weight dan တွေမှာကမ္ဘာ champion ဆုတွေကိုစုခုနိုင်ခဲ့ပါတယ်။အောင်လအဆန်ဟာ1 championship မှာစုစုပေါင်း16ပွဲရှင်ပြိုင်ခဲ့ရမှာ14ပွဲနိုင်ခဲ့ပြီး9ပွဲရှုံးခဲ့ပါတယ်။အသက်40ရွယ်ရှိပြီဖြစ်တဲ့အောင်လအဆန်နဲ့ Gardenstan တို့ဟာ2019ခုနှစ်ကတည်းက1 championship မှာ champion ဆုတွေရရှိခဲ့တဲ့အချိန်ကတည်းကခင်မင်းရင်းနေသူတွေဖြစ်ပါတယ်။ ဒါကြောင့်လည်းဒီပွဲကိုနောက်ောက်နဲ့အဆုံးသတ်တာဟာသူတို့နှစ်ယောက်ရဲ့ယဉ်နိမှုနဲ့စစ်တီစိတ်တဲ့ Warrior Spirit ကိုဂုံပြုတဲ့တစ်ခုတည်းသောနီလန်းဖြစ်တယ်လို့ Online အဆန်ကအခိုင်အမာပြောကြားခဲ့ပါတယ်။ Online အဆန်ကတယောက်ယောက်ကျန်းပြင်ပေါ်ရောက်သွားတာပါပဲ။ဒါကအဆုံးသတ်နိုင်တဲ့တစ်ခုတည်းသောနီးပါ။အဲ့ဒီနီလန်းကသာကျွန်တော်တို့ရဲ့တငယ်ချင်းတန်ရောချင်းကိုရော Fighter တွေအနေနဲ့ပါတယောက်ကိုတယောက်ဂုံတင်ရာရောက်ပါတယ်လို့ဖွင့်ဟခဲ့ပါတယ်။ အော်တိုဘားလာ၄ရက်စနေနေ့နနက်9:00ခွဲအချိန်မှာအွန်လိုင်းအဆက်ပါဝင်ရှင်ပြိုင်မဲ1 Fight Night 36ပြိုင်ပွဲကို SkyNet Sport X နဲ့ SkyNet Application တို့ကနေ Direct Live ထုတ်လင်းပြသသွားမှာဖြစ်ပါရရှင်။